ယနေ့နိုဝင်ဘာ19ရက်ရက်သတင်းသဘောကိုဖတ်ပြပေးခြင်းပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ကနေဒီတောင်ထိပ်ကိုချင်းဒေါ်လန်ရေးဓာတ်ဖွဲ့ကပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း PDF ဇိုးလန်မှတာဝန်ရှိသူတို့ကပြောကြပါသည်။ဇမနေနိုဝင်ဘာလ18ရက်ညနေပိုင်းကတီးတိမ်မြို့နယ်ကနေဒီတောင်ထိပ်ကိုချင်းဒေါ်လန်ရေတပ်ဖွဲ့များရောက်ရှိခြင်းစကားဆော့များအားလုံးစွန့်ခွာထုတ်ပြီးသွားသည်ဖြင့် ထိတ်တိုက်တွေ့ဆုံခြင်းမရှိသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကနေဒီတောင်ကုန်းမှမနေ့ကနိုဝင်ဘာလ17ရက်ညနေပိုင်းလောက်ကပြန်ရတယ်။ကျွန်တော်တို့ PDF ဇိုးလန်ရဲပေါ်တွေကနေဒီတောင်ထိပ်ကိုတက်တာနဲ့သူတို့ကအဲ့ကနေထပြေးတာလက်နဲ့တော့မရဘူးခဲရန်တချို့တော့ရတယ်။ကျွန်တော်တို့ကနေဒီတောင်ထိပ်ကိုရောက်တာတီးတာနဲ့စက်ခါတွေကထပြေးတာပဲဟု PDF ဇိုးလန်မှာတာဝန်ရှိသူကပြောကြသည့်ပြီးခဲ့သည့်အော်တိုဘာလ29ရက်နေ့က ချင်းပြည်နယ်တီးတိမ်မြို့နယ်တွင်ရွေးကောက်ဖွဲကျင်းပဖြူလုံးနိုင်ရတဲ့စကားစတက်ကအင်အားအလုံးအင်းဖြင့်ထိုးစစ်လာခဲ့သောကြောင့်ချင်းတော်လန်ရေးတပ်ဖွဲ့ဝင်များမှကနေဒီတန်ကုန်းမှဖြူဟာအယခိတရှောင်ပေးခဲ့ပြီးပြန်လည်ထိုးစစ်ဆင်စဉ်စစ်သားများစခန်းဆုံခွတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်